်အဲဒီမေးချင်များလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီလုံးပိုင်လေးတောင်းထားလို့ပေါ့နော်လုံးပိုင်ရောကျွန်တော်ဒီနေ့ဝမ်းချင်းရောပေါ့နော်ကျွန်တော်နှစ်ဆိုင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာနော်โอเคဒါဆိုရင်ကျွန်တော်တို့တူတူကြည့်အောင်ပေါ့နော်ကျွန်တော် screen လေးနည်းနည်းလေးချက်ပေးပါမယ်ဒီပေါ့နော်နည်းနည်းလေးချက်နည်းနည်းလေးချက်ပြီးတော့ကျွန်တော်တို့ကြည့်တော့ဆိုရင်တော့အားလုံးလည်းမြင်ရမယ်ထင်ပါတယ်ဗျာနော်โอเคဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်လုံးပိုင်လေးအရင်ပြပေးမယ်ပေါ့နော်လုံးပိုင်လေးအရင်ပြပေးမယ် ပြီးရင်တော့ကျွန်တော်တို့ one chain ပေါ့နော်လုံးပိုင်းနဲ့ one chain နဲ့ကျွန်တော်တွဲပြီးတော့ပြပေးမှာဖြစ်ပါတယ်။နောက်ဒါဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့လုံးပိုင်းလေးအရင်စပြီးတော့ကြည့်အောင်ပေါ့နော်။အရင်စပြီးတော့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘယ်ကနေစမလဲဆိုရင်ကျွန်တော်တို့ဒီပေါ့နော်2016เนาะဒီမှာ16เนาะ16ကနေစမယ်။2016ကဒီမှာ816ဆိုတဲ့ခဏเนาะဒီမှာ816ဆိုတဲ့ခဏဒီခဏကနံပါတ်ဒီနံပါတ်6ဒီเนาะ 116เนาะနံပါတ်6ဒီဒီမှာ6ဆိုပြီးတော့သူ့ရဲ့ထိတ်မှာเนาะလုံးပိုင်လို့လာဆင်းတယ်เนาะ6ဒီကျွန်တော်တို့6လို့လုံးပိုင်လာဆင်းတယ်ကျွန်တော်ဒီတိုင်းလေးဆွဲလိုက်မယ်ပေါ့เนาะဟုတ်ပြီကျွန်တော်တပင်ချားမယ်ပေါ့เนาะဒီတပင်1လေး2ဆိုတော့တပင်ချားပြီးတဲ့နောက်မှာကျွန်တော်တို့1 3 1เนาะ1 3 1ဆိုတဲ့ကဏ္ဍเนาะ1 3 1ဆိုတဲ့ကဏ္ဍကကျွန်တော်နောက်ပိတ်နံပါတ်1ဒီ4 6 1ဆိုတော့တပင်ချားမှာပဲပေါ့เนาะဒီမှာနံပါတ်1ဆိုပြီးတော့လုံးပိုင်လာရိုက်တယ် နော်ကျွန်တော်တို့တစ်တီတစ်လိုလာရိုက်တယ်ဒီမှာ3ည55ကိုကျွန်တော်တို့ချားလိုက်မယ်ဒီမှာပါရှိနေလဲ960ဆိုတဲ့ကလန်းနော်960ဆိုတဲ့ကျွန်တော်တို့နောက်ပိတ်နံပါတ်ခွန်ဒီ960ဆိုပြီးတော့ကျွန်တော်တို့ဒီမှာခွန်လုံးပိုင်ဆိုပြီးတော့လာဆင်းပေးတယ်နော်လုံးပိုင်လို့လာဆင်းပေးတယ်ဒါဆိုရင်861ကိုကျွန်တော်တို့ချားလိုက်မယ်83ခွန်ကနံပါတ်ခွန်နော်ဒီနံပါတ်ခွန်ဒီလဲတပင်ချားမှာ2ခွန်2ဆိုပြီးတော့ကျွန်တော်တို့ထွက်ထားတယ်ဒီမှာကျွန်တော်တို့ခွန်ဒီ လုံးပိုင်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်6ခု2ကိုကျွန်တော်တို့ခြားပြီးတော့904ကကျွန်တော်တို့နောက်ဆုံးကဏ္ဍကျွန်တော်တို့ဘာဖြစ်မလဲနံပါတ်မှာ4ဒီဒီမှာ4ပိုင်ဆိုပြီးတော့ကျွန်တော်တို့လာကြရအောင်နော်လုံးပိုင်ဒီနံပါတ်4ပါနံပါတ်4ဖြစ်တယ်ပေါ့နော် Okay take လဲခါဘာကြမလဲတော့ကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်လုံးပိုင်ကျွန်တော်အစားအနေပြပြပါမယ်6ဒီဒီမှာ6ပိုင်လို့လာစင်းနေပေါ့နော်သူရဲ့အပိတ်နံပါတ်1ဒီ တက်เนาะကျွန်တော်တို့ခွန်ဒီလဲခွန်ခွန်ဒီခွန်ဒီမှာ၄ဖြစ်တဲ့အတွက်ကျွန်တော်တို့၄ပိုင်းပေါ့เนาะတပင်းတပင်း၃ပင်း၄ပင်းကျွန်တော်တို့၅ကတ်မြောက်เนาะကျွန်တော်တို့ဒါဆိုရင်ဝမ်ဂျင်းလေးနဲ့ကျွန်တော်တွဲပြီးတော့ပြရမယ်ပေါ့เนาะဝမ်ဂျင်းကကျွန်တော်တို့မနေတုန်းကရထားတဲ့ဝမ်ဂျင်းနဲ့လဲကျွန်တော်တို့တွားပြီးတော့ကြိုက်တယ်ပေါ့เนาะ โอเคဒါဆိုရင်ကျွန်တော်ကြည့်ကြည့်အောင်ပေါ့เนาะကြည့်ကြည့်အောင်ဒီကနံပါတ်6ကိုကျွန်တော်တို့စစ်ပြီးတော့ယူမယ်ပေါ့เนาะအဲ့တော့ color လေးချဲလိုက်မယ်ဒီကနံပါတ်6เนาะဒီနံပါတ်6เนาะဒီနံပါတ်6ကိုစစ်ပြီးတော့ရည်မယ်သူ့ရဲ့ tick ကခဏန်းပေါ့เนาะ ဒီမှာရှိနေတဲ့681ဆိုဒီ3လုံးပေါင်းခြင်းနော်681 3လုံးပေါင်းခြင်းက9နှစ်ခတ်တော့နော်53ကိုဒီ6နဲ့ပေါင်းပြီးတော့ကျွန်တော်တို့1ချိန်လို့ယူမယ်။ဒါဆိုရင်653 1ချိန်เนาะ653 1ချိန်မှာဗာကြပြီးသွားလဲကျွန်တော်တို့ဒီမှာ630ဆိုပြီးတော့ကြပြီးသွားတယ်เนาะ653 1ချိန်မှာကျွန်တော်တို့630ဆိုပြီးတော့ကြပြီးသွားတယ်เนาะသူရဲ့နှက်ခတ်ယူသွားတာเนาะဟုတ်ပြီကျွန်တော်ဒါမရေးတော့ဘူးပေါ့เนาะโอเคဒီမှာနံပါတ်1ဖြစ်ပါတယ် ဒီမှာနံပါတ်1ကျွန်တော်တို့အပေါ်ကဒီမှာ356ဆိုတဲ့ကနေเนาะ356 35ဒီချစ်ကျွန်တော်တို့6နဲ့ပေါင်းရင်နံပါတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်4ပေါ့เนาะ4နက်ခ1 142ဒီ1ဂျင်းเนาะ142ဒီ1ဂျင်း142မှာကျွန်တော်တို့ပါထွက်သွားလဲ461ထွက်သွားတယ်142เนาะโอเคဒီမှာ461ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားခဲ့တယ်เนาะဟုတ်ပြီ1ဂျင်းကကြိုက်ပြီဒီမှာနောက်ထပ်တစ်ပင်เนาะဒီခွန်းကိုကျွန်တော်တို့အပေါ်က အားနဲ့ပေါင်းမလဲဒီမှာ2 5 6ဆိုတဲ့ခဏ3လုံးပေါင်းခြင်းနံပါတ်6เนาะ6နက်ခတ်ဒီဘလောက်လဲ6เนาะ6 9 1ချင်းเนาะ6 9 1ချင်းဒီမှာ6ဖြစ်တဲ့အတွက်သူနက်ခတ်ဒီကျွန်တော်တို့6 9ကို9နဲ့ပေါင်းเนาะ6 9 1ချင်းမှာဘာထွက်သွားလဲကျွန်တော်တို့9 9เนาะ9 9ဆိုတဲ့ခဏထွက်သွားတယ်โอเคကျွန်တော်3ပြင်မြောက်ကိုစစ်ပါမယ်ဒီနံပါတ်9ဒီ နော်တော့ဒီဘောကဒီမှာ3963ဆိုတဲ့ခဏန်း3လုံးပေါင်းခြင်းနံပါတ်1เนาะ2နှစ်ခတ်ဒီလေး2လေးကိုခွန်လဲပေါင်း2လေးခွန်ဒီ1ခြင်းเนาะ2လေးခွန်1ခြင်းမှာဘာထွက်သွားလဲကျွန်တော်တို့2ခွန2ဆိုပြီးတော့ကျွန်တော်ထွက်သွားတယ်เนาะ2ခွန2ဆိုပြီးတော့ကျွန်တော်တို့ထွက်ခဲ့တယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီတပင်မှာကျွန်တော်ကြည့်ပါမယ်ဒီတပင်မှာကဒီမှာနံပါတ်4ဖြစ်တယ်ပေါ့เนาะနံပါတ်4 နံပါတ်၄ကိုမှကျွန်တော်တို့ဒီမှာက339ဆိုပြီးတော့3369နဲ့ပေါင်းရင်ငါเนาะငါနှက်ခတ်တီ3เนาะငါ3၄เนาะငါ3၄1ချင်းเนาะတစ်လုံးချင်းပဲเนาะငါ3 4 1ချင်းဖြစ်တယ်ငါ3 4 1ချင်းလုံးပိုင်းဒီနံပါတ်၄ပေါ့เนาะโอเคဒါဆိုရင်တော့ဒါကကျွန်တော်တို့ဘဏ္ဍာကတ်1 2 3 4ငါကတ်မြောက်ပေါ့เนาะ 5ကတ်မြောက်ကျွန်တော်တို့ဒီမှာက1ချိန်ဒီမှာ5 3 4 1ချိန်ပေါ့เนาะမနေ့တုန်းကကျွန်တော်တို့1ချိန်က3ည4 3ဆိုပြီးတော့ကျွန်တော်တို့เนาะမနေ့တုန်းကမူကိုမကြည့်ရသေးဘူးဆိုရင်သွားကြည့်ကြည့်ပေါ့เนาะ3ည4 3ကကျွန်တော်တို့1ချိန်ဖြစ်တယ်ပေါ့เนาะ3ည4 3 1ချိန်ကိုမှကျွန်တော်တို့3ည break နဲ့ပေါ့เนาะကျွန်တော်ခဏ3ကွက်မနေ့တုန်းကထုတ်ပေးထားခဲ့တယ်အကောင်ကတော့ကျွန်တော်တို့ main off ပေါ့เนาะတင်ထိုးရမယ်ပေါ့เนาะဒီမှာသွားကြိုက်နေတာကကျွန်တော်တို့3လေးအတွက်သွားပြီးတော့ကြိုက်နေတယ်ဒီမှာ1ချိန်နဲ့ပေါ့เนาะဒီအတွက်ကြောင့် ငွေချင်းမိတ်ဆွေတို့က break တို့ပါတို့အပိုင်ရတယ်ဆိုရင်ဒီဝမ်းချင်းလေးကမစိုးဘူးပေါ့နော်မစိုးဘူးဆိုတော့ကျွန်တော်တို့လုံးပိုင်တင်တောင်းပေးထားတဲ့ငွေချင်းတွေကကျွန်တော်တို့လေးလုံးပိုင်ပေါ့နော်ဒါဆိုရင်ကျွန်တော်အစာအဆုံး run through လေးပြန်ပြီးတော့သွားမယ်ပေါ့နော်အစာအဆုံးလေးကျွန်တော်တို့ပြန်ကြည့်ကြည့်ရအောင်မြေနော်လုံးပိုင်တင်ဒီမှာ number 6ဖြစ်တယ်ပေါ့နော်ကျွန်တော်8 6ကတော့အပိတ်က number 6သူ့ရဲ့ဇောင်းမှာ6ပိုင်ဆိုပြီးတော့630စင်းတယ် တပင်ချားပြီးမှဒီမှာအပိတ်ဒီနံပါတ်1 461လို့ဆင်းတယ်ဒီမှာအပိတ်ခွန်902လို့ဆင်းတယ်เนาะဒီမှာအပိတ်ခွန်ဒီမှာ2ခွန်2လို့ဆင်းတယ်ဒီမှာအပိတ်4ဖြစ်တယ်4ဒီလုံးပိုင်းမှာ4လုံးပိုင်းเนาะ4လုံးပိုင်းကိုမှကျွန်တော်တို့ဒီမှာ1ချင်းကဘယ်လိုဆွဲမလဲကျွန်တော်တို့ကလုံးပိုင်းနဲ့ပေါ့နော်ဒီ6ကိုဒီမှာ6 8 1ဆိုပြီးတော့ခဏ3လုံးပေါင်းချင်းเนาะ6 8 1ဒီ9 9 2ခတ်3 9 3 6 936ဝမ်းကျင်းမှာ633ညဆိုတော့ကျွန်တော်တို့ဒီတလုံးလေးကဒါချိန်သွားရတယ်ပေါ့နော်၃ညအချိန်ဖြစ်တယ်။ဟောပြီးဒီမှာ၁၁ကိုအလုံးပိုင်းဒီကျွန်တော်တို့356ဆိုတဲ့ခဏသုံးလုံးပေါင်းခြင်းလေး၄နှစ်ခန့်နှစ်၄နှစ်၁၀နော်၄နှစ်၁၀မှာကျွန်တော်တို့၄၆၁ဆိုပြီးတော့ဒီခလဲက၆ဒီအချိန်ဖြစ်ပါတယ်။ဟုတ်ပြီနော်။ နောက်ထပ်တစ်ပင်ကကျွန်တော်တို့ဒီလုံပိုင်ခွန်ကိုကျွန်တော်တို့2 5 9ဆိုတဲ့ကဏ္ဍပေါင်းချင်း6 6နှစ်ခတ်ကို6 9ခွန်ဆိုတဲ့ကဏ္ဍမှာကိုခွန်နှစ်ဆိုဒီနောက်ကအလုံးလေးအချင်းဖြစ်တယ်နော်ဒီမှာလဲထုံလေး၎င်းမဲ့ခွန်ခွန်ဒီမှာက2 2နှစ်ခတ်လေး2 4ခွန်2 4ခွန်မှာကျွန်တော်တို့ဘာထွက်သွားလဲ2ခွန်နှစ်ဆိုတော့ကျွန်တော်တို့ဒီအလုံးချိန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီတစ်ပင်မှာကျွန်တော်တို့နံပါတ်၄လုံပိုင်းဒီ၄ဖြစ်တဲ့၄ဖြစ်တဲ့ဒီမှာ339 ငါးနှစ်ခတ်ဒီတော့เนาะငါးသုံးလေးအသုံးလေးဒီဝမ်းချင်းလာမယ်လုံးပိုင်းဒီနံပါတ်၄ပေါ့เนาะဒီတော့ကြောင့်တငယ်ချင်းမိတ်ဆွေတို့ကကြိုင်နေတဲ့သူတို့ကစားပါဒါကျွန်တော်လုံးပိုင်းလေးတောင်းထားတဲ့တငယ်ချင်းတွေအတွက်ကျွန်တော်လုံးပိုင်းလေးတင်ရှင်းနဲ့ဒီဘောကမူလေးပါဆက်တွေ့လို့ပေါ့เนาะကျွန်တော်ဝမ်းချင်းလေးပါထပ်ပြီးတော့တင်ပေးလိုက်ပါရစေဗျအားလုံးပဲကျေးဇူးတူတင်ပါတယ်တငယ်ချင်းမိတ်ဆွေတို့ရထားတဲ့ခဏန်းလေးတွေမူလေးတွေရှိတယ်ဆိုရင်လည်းကောက်ကောက် comment မှာအများကြီးရအောင်မင်္ဂလာပြုပါအောင်ဗျအားလုံးကိုကျေးဇူးတူတင်ပါတယ်အဆင်ပြေကောင်းပါစေဗျဘာပဲမှာ